Hello အားလုံးပဲမိင်္ဂလာပါဖူဘောမချင်းကနေကြူစုပါတယ်အာဆင်နယ်ကတော့ကွင်းလင်ကစားမပြတဲ့ဇူပါမင်ဒီကိုရီယယ်မက်ထရစ်စီကနေပြီးတော့ခေါ်ယူဖို့အတွက်အပြောင်းရွှေ့ဟာဒန်ဒီယယ်ဖြစ်သွားပြီးတော့လက်မှတ်ထိုးမှုတွေပါလုပ်ပြီးသွားပြီးဆိုပြီးတော့ဗောနော်ဒီဗစ်ရော့စတိန်ကနေပြီးတော့ report လုတ်လာပါတယ်ဆိုတော့လွန်ခဲ့တဲ့ကျွန်တော်တို့ယာဒီကုံပြီးပြီးချင်းကလေးကနေပြီးတော့အပြောင်းရွှေ့နဲ့ပတ်သက်လို့ဖက်ဘရီဇိုစီကနေဟီဝီကိုဆိုတဲ့တင်အာဆင်နယ်နဲ့ဇူပါမင်ဒီကြားထဲမှာတက်ခဲ့တယ်အဲ့မဲ့ကြားထဲမှာတတော်ကိုပြင်ငိန်သွားပြီးတော့ဘာတဲ့င်းမှန်မပေါ်တော့အောင်ဒီကျွန်တော်ဖြစ်သွားတယ် တော့အခုကတော့ကျွန်တော်ဒေးဗစ်ရော့စတင်းစီကနေပြီးတော့ဒီအပြောင်းအရွှေ့ဟာပြီးသွားပြီဖြစ်ကြောင်းเนาะလာမယ့်ရာသီစမှာအာဆင်နယ်ကိုအာဆင်နယ်မှာကစားနေတာဇူဘမဒီကိုတွေ့ရမှာဖြစ်ကြောင်းလည်းကျွန်တော်ပြောထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အသေးစိတ်ပြန်ပြောရရင်ဒီအသေးစိတ်ပြန်ပြောရလို့ရှိရင်ဒီကစားမဖြစ်သူတွေအာဆင်နယ်ကပြောင်းရွှေ့ကြည့်နေတဲ့65တန်းဒီကျွန်တော်ပေးရတယ်26နှစ်ရွယ်ဇူဘမန်ဒီတို့ကပဲနော်65သန်းကြီးကျွန်တော်ပေးရမယ်ပရီစီဇန်ဒီမှာဆိုလို့ရှိရင်ဒီကစားမကိုအာဆင်နယ်မှာဆက်ပြီးတော့ကျွန်တော်မြင်ရတော့မယ်ဆိုပြီးခဲ့တဲ့နေ့တွေကသတင်းထွက်ထားတဲ့ အတိုင်း Real Madrid တို့ဘာလို့ကအကြဖြတ်တာတွေမရှိခဲ့ဘူးဆိုပြီးတော့လည်းကျွန်တော်သိထားရတယ်အဓိကအဲ့ဒီသတင်းထွက်လာတာကဘယ်လိုပြောရမလဲဟိုအာဆင်နယ်ပရိသတ်တွေအတွက်တော်တော်စိတ်ပူစရာဖြစ်သွားတယ်သူတမင်တော်သောမတ်စ်ပါတီတို့ဘာလို့စာချုပ်တွေဘာတွေကုံတော့မဲ့တက်တန်းကလည်းတူးဘူးလုံနေတယ်ဆိုတော့ကွင်းလယ်မှာအမှန်ကန်အစားထိုးဖို့အတွက်လိုအပ်နေတာဇူဘမနီတို့ပလေယာမျိုးကိုနီးပြအာဒီတာကလည်းတော်တော်သဘောကျတယ်ဆိုတော့ဒီကစားမကိုကျွန်တော်လက်ရှိမှာခေါ်ဖို့အမှန်ကန်ကြိုးပမ်းတာကြားထဲမှာပြောင်းချိန်သွားတယ်ဆိုတော့စိတ်ပူစရာဖြစ်လာတာအကြောင်းရင်းက ်သူကိုယ်တိုင်ကလည်းကြားထဲမှာဘာတဲ့တင်မတော့ကစားမကိုယ်တိုင်ကလည်းသူအနေနဲ့အာဆင်နယ်နဲ့ပတ်သက်တဲ့အကြောင်းရှိဟာဆိုလို့ရှိရင်ပေါ့နော်စောင့်ကြည့်အောင်မှာဆိုတဲ့အကြောင်းတွေပြီးလို့ရှိရင်အဲဘယ်လိုပြောမလဲဟိုအားလည်းရမှာသူအေးအေးဆေးဆေးအချိန်ဖြိုးအောင်မယ်ပေါ့ပြီးမှပေါ့နော်ကျွန်တော်ကသူအနာဂတ်ကိုရှင်းရှင်းလင်းလင်းသိရမှာဆိုတဲ့အကြောင်းတွေတောက်လျှောက်ကျွန်တော်ပြောထားတာစပိန်နဲ့ကလည်းသူ Nation League Final ဒီပါဒီပါကစားထားတယ်ဆိုတော့ကလပ်ဘက်ကိုသူဘာမှတွေးမထားဘူးပေါ့နော်ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း Real Madrid အနေနဲ့ ျွန်တော်တို့ဒါအာဆင်နယ်က ခေါ်ဖို့အတွက်သဘောတူညီမှုရထားပြီးသားဖြစ်တဲ့ဇူဘမင်ဒီကိုခေါ်ဖို့အတွက်ပေါ့နော်ကျူးပန်းခဲ့သေးတဲ့ဖုံးနေပါလေးဆက်ခဲ့သေးတဲ့ကစားမားကိုပေါ့နော်ဆွဲဆောင်ခဲ့သေးတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တတ်ထားတာဒါပေမဲ့လို့ဒေးဗစ်ရော့စတိန်ကတော့အဲ့ဒီသတင်းတွေဟာအမှတရင်မှားတာဖြစ်ကြောင်းပေါ့နော်ရီယယ်မက်ဒရစ်ကကစားမားကိုသဘောကျပြီးမြဲတယ်လို့ကစားမားကိုဖျက်ခေါ်ဖို့နဲ့ပတ်သက်ဘယ်ဒုံးကမှဘာမှမကျူးပန်းခဲ့ဘူးဆိုတာမျိုးတွေကျွန်တော် ပြောထားတယ်ဆိုတော့အာဆင်နယ်အနေနဲ့ဇူဘမင်ဒီရဲ့အပြောင်းအရွှေ့က လုံးဝဆိုသလိုကျွန်တော်တို့ပေါ့နော်စိတ်ချလို့ရပြီပေါ့ဗျာ။ယာတီရိုခြေစမ်းပွဲစဉ်ဒီမှာအာဆင်နယ်မှာကစားနေတာကိုကျွန်တော်တို့ဒါဇူဘမနီကိုမြင်ရတော့မှာတော့ဒါကောင်းတဲ့အရာပါကောင်းတဲ့အရာဆိုတာစိတ်ပူစရာတွေအာဆင်နယ်တို့တော့စိတ်အေးသွားတာပေါ့လေဒါအပြင်တို့ထပ်ပြီးတော့လှုပ်ဖို့ရှိရဲဟိုတိုက်စင်မှုအပြောင်းအရွှေ့တွေဘာတွေကိုတို့အလုပ်လုပ်ခွင့်ရသွားပြီပေါ့လွန်ခဲ့တဲ့ယာတီပြီးလောက်ကလေးကကျွန်တော်တို့ဇူဘမနီနဲ့ပတ်သက်လို့ဖပီဇိုရိုမနိုရဲ့ဟီဝီကိုတည်င်းနေပါတယ်ကျွန်တော်တို့တွေ့ထားတာ နော်တွေးထားပြီးတော့ဂျားထဲမှာပြင်ကျိန်သွားပြီးတော့အခုလိုတင်းနေတက်လာတာပဲဆိုတော့အာဆနယ်က65သန်းပေးရမှာပဲအရင်ကတော့တန်း60ပေါ့နော်ဒါပေမဲ့အခုက65သန်းတီးသူပေးရမယ်ဆိုတော့26နှစ်ပဲကွင်းလင်ကစားမတယောက်အတွက်တော့ဒါအာဆနယ်ဟာတွေ့ဒီကစားမကိုခေါ်နိုင်ခဲ့တာတော်တော်ကိုကောင်းနေတယ်မှာပါတယ်ဘယ်လိုပြောမလဲဂျော်ဂျီညိုကိုသူတို့ပေါ့နော်ဖလာမင်ဂိုကိုလာဟာသူတို့အပြီးထုတ်လိုက်တယ်ကွင်းလင်မှာကျွန်တော်ဒက်ဂလန်ရိုက်ရှိမယ်အိုဒီကက်ရှိမယ် တောမန့်စ်ပါတီကလည်းစာချုပ်ကတနှစ်ပဲကျန်တော့လာဒီနွေမှာတန်းကုန်မလာမသိပါဘူးဆိုတော့အာဆင်နယ်ကတန်းတိုးဖို့သူတို့ကျူးပန်းနေတယ်ဆိုတော့ဂျော်ဂျီနိုရဲ့နေရာကိုဇူဘမင်ဒီလိုကစားမမျိုးနဲ့အစားထိုးတာဟာအများကြီးပူကောင်းတဲ့အခြေအနေမျိုးပါတောမန့်စ်ပါတီကကစားမကောင်းတယောက်ဖြစ်ကျွန်တော်ရှိနေတော့မယ် quality ပြည့်တဲ့ကစားမတယောက်ဖြစ်ကျွန်တော်ရှိနေတော့မယ်ဒါပေမဲ့လည်းလို့ပေါ့နော်ပါတီနဲ့ပတ်သက်ပြီးတော့ပါတီနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ဟာရည်ရှိမျှော်လင့်လို့မရတော့ဘူးပါတီနေရာကိုအစားထိုးတဲ့ကစားမကိုအခုလိုဆော့ဆော့ဆော့ကြီးခေါ်ပြီးတော့ ထိုင်ကြအောင်သူတို့ကြိုးပမ်းတယ်မှာပါတီမရှိတော့ဘူးဆိုတာနဲ့တပြိုင်တည်းစူပါမန်ဒီဒီကွက်တီဝင်လာလို့ရတဲ့ကစားမမျိုးကျွန်တော်ဖြစ်ရမှာအာဒီတာရဲ့ဘက်ကလည်းစပိန်ကစားမတွေဆိုသဘောကျတာဥမာသူသွားခြင်းနဲ့ပုံစံတိုင်းကစားတဲ့နေရာမှာကွင်းလယ်မှာသူတို့ technique ပိုင်းပြီးွားတယ်ဗောနော technique ပိုင်းပြီးွားတဲ့ကွင်းလယ်ကစားမတွေကိုသူသဘောကျတာဒါတွေနဲ့ကျွန်တော်ကြည့်ရင်စူပါမန်ဒီဟာအံဝင်ခွင့်ကျဖြစ်နေတာပြီးခဲ့တဲ့ Nation League Final မှာဆိုလို့ရှိရင်လည်းစူပါမန်ဒီကစားခဲ့ရတယ်လို့နှစ်ပွဲစလုံးသူကစားခဲ့ရတယ်ရှိမှာကောဒါကြောင့်ဒီစူပါမန်ဒီကတော့ကျွန်တော် Premier League မှာမြင်ရတော့မယ်ပေါ့လေ အာဆင်နယ်အနေနဲ့ကြားထဲမှာရက်အကြာကြီးစောင့်ခဲ့ရတာအခုတော့ကျွန်တော်တို့ပြီးသွားပြီနောက်ထပ်တိုက်စစ်မှုတွေခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ထပ်ပြီးတော့ကြိုးပမ်းအောင်မယ်အာဆင်နယ်ရဲ့ပြည်သက်တင်နေရောဆူပါမန်ဒီကိုပရီးမီးယားလိမှာဘလောက်ထိကျွန်တော်မျှော်လင့်လို့ရလဲ။ကွင်းလယ်မှာတောမက်စ်ပါတီကိုကြော်ပြီးတော့ကျွန်တော်ဆူပါမန်ဒီပွဲထွက်ခွင့်ရမယ်လို့ညီကလေးထင်ကြလား။ကွင်းလယ်မှာတော့အာဆင်နယ်အတွက်တကယ်ကိုကောင်းတဲ့ရွေးချယ်စရာတွေရှိနေပြီပေါ့လေ။အဲကျွန်တော်ဒက်ဂန်ရိုက်စ်တို့အိုဒီဂက်တို့ဆူပါမန်ဒီတို့တောမက်စ်ပါတီတို့ဆိုတော့ဒီကွင်းလယ်ဟာတော်တော်ကိုဘယ်လန့်ညီသွားတဲ့အခြေအနေမျိုးပဲ။ တော့ကျွန်တော်စောင့်ကြည့်ရပါမယ်။ဒါတော့ဒီကစားမပြီသူအံဝန်ခွင့်ကြဖြစ်ဖို့အတွက်ဘယ်လောက်စောင့်ရမလဲ။ချက်ချင်းဆိုပြီးတော့အံဝန်ခွင့်ကြဖြစ်နိုင်မလား။ရာဒီယိုခြေစမ်းပွဲစဉ်ဒီမှာကစားမရဲ့အနေအထားကိုကျွန်တော်ကြည့်ရပါမယ်။နော်ဆိုတော့ဇူမမနီကတော့လက်ရှိအာဆင်နယ်ကိုပြောင်းဖို့အတွက်ပေါ့နော်။ဒါဒန်ဒီယယ်ဖြစ်သွားပါပြီ။အာဆင်နယ်ပြည်သက်နေနေတော့ဒီပြောင်းချက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးညာလဲဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။